ရွာလူတရွာမှာစိုက်ပျိုးမွေးမျိုးလောက်ကန်စားတောင်းနေတဲ့လင်မယားမြောက်ရှိပါတယ်။တနေ့မှာတော့မိမဖြစ်သူကလဲတွေပေါက်ရင်ဥတွေကိုတွေးမိတာပေါ့။ယောက်ျားကြီးယောက်ျားဒီမာလာကြည့်စမ်းမှာဘာလဲမသိဘူး။ဟဲ့မလွင်ဘာတွေ့တာလဲ။ဒီမာဥတွေတွေ့တာဘာဥလဲတော့မသိဘူး။ဥဟုတ်လား။ဘာဥပါလဲအကြီးကြီးပဲ။ကောင်းသားပဲတော့ဒီနေ့ဟင်းရှာနေစရာမလိုတော့ဘူးလေ။ တောင်ပြုတ်စားကြတာပေါ့ဟာမွေဥဆိုဘလောက်ကြမလဲကိုမိုးကလည်းတော့ကြက်ဥနေမှာပါမြေကြက်ဥဆိုတာရှင်မကြဘူးလားဘိုင်းစာညာနဲ့အတော်ပဲဒါတော့ပြုတ်စားကြရမှာသူ့ယောက်ျားကမွေဥလို့ပြောနေလဲနားမထောင်မဲကြက်ဥထင်ကအိမ်ပြန်တည်သွားခဲ့ပါတယ် ဒီနေ့တော့ဟင်းကောင်းမဲဟေ့မီလေးမွေရင်းနှွေးအိုးလေးတဲပြီးတော့ကြက်ဥထဲပြုတ်ထားနောက်၁၀မိနစ်ဆိုရင်တော့စားလို့ရပြီမွေမကြီးကလည်းအစာရည်သွားရှာလာပြီးသူ့သားသမီးစီပြန်လာတာပေါ့ဟင်းငါကလေးတွေဘယ်ရောက်ကုန်တာလဲညဉ့်ညံလိုက်ရှာမှာပဲမွေကြီးကလည်းစိုးရင်ပူပန်မှုတွေနဲ့သူ့သားသမီးကိုလိုက်ရှာရင်တော်လွင်တော့အိမ်ကိုရောက်လာတဲ့ချိန်မှာ သူလည်းပတင်းပေါက်ကနေလှမ်းကြည့်လိုက်တော့အိုးတစ်လုံးတည်ထားတာကိုတွေ့တာနဲ့အဖုံးသွားလှက်ကြည့်တဲ့ချိန်မှာအမေရဲ့ကလေးလေးတွေဒီမှာပဲအမေကလေးတို့အပြင်ထုတ်ပေးမယ်နော်မွေမကြီးအိုးထဲကိုဆင်းသွားတဲ့ချိန်မှာရေရလည်းပွက်လာတာနဲ့ပြန်မထွက်နိုင်တော့ပဲသားမိတွေအကုန်တေးတော့တာပေါ့အာ ဆယ်မိနစ်တောင်ရှိသွားပြီလားငါတော့ကောင်းကောင်းမအိပ်ရသေးဘူးငါဥလေးတွေချက်ပြီလားမသိဘူးသွားကြည့်အောင်မပဲအာမွေမွေမွေဘာတွေအဲ့လောက်တောင်စူညံနေရလဲမိမရဲ့ဘာတွေ့လို့လဲတိချင်းဒီအိုးရဲကိုကြည့်လိုက်လေဘာလဲဟာမွေတော့မွေ တကယ်ဝိကျွေးပဲဟာဟုတ်တယ်ဒါကတောဆောင်မွေပဲဟာတောဆောင်တာမဆောင်တာအသာထားအောင်ရှင်ဒီအိုးရဲရောက်နေတဲ့ကိစ္စကိုဘယ်လိုလုပ်မလဲအမေကလည်းဘယ်နာတော့ထားရမှာလဲကျွန်တော်တို့ခင်းအိုးထဲဝင်လာမှတော့စားရုံပဲပေါ့အသားမစားတာကြာပြီနဲ့အတော်ပဲဟုတ်တယ်ကိုဟုတ်တယ်ဒါဆိုလည်းစားကြတာပေါ့ yes တောဆောင်မွေမှန်သိပေမဲ့သူတို့ဒါကြီးရဲ့စကားကိုဒါနားထောင်ပြီး မွေသားပါစားလိုက်ကြပါတယ်။ယောက်ျားဖြစ်သူကလည်းစားချင်တာလိုလိုမစားချင်တာလိုလိုနဲ့မွေသားစားကောင်းသားပဲ။တလောက်ကောင်းတဲ့မွေဥအမေကိုနေ့တိုင်းပြုတ်ကျွေးခိုင်းအောင်ပါ။ဟုတ်ပါကောင်းသားပဲတော့အမေကြားပူတာတော့ငွေသားဆိုင်အားရင်တွေတိုးစေပြီးအယူအစစ်ကိုလည်းတန်မာစေတယ်တဲ့ဒီသားမင်းနဲ့တော့ဟုတ်နေပြီဒါတော့ဆောက်မွေနော်ကြည်လဲလို့အောင်အဖေကစားပူလို့လားမစားပူပါကွာ မစားကြည့်ပဲနဲ့တကယ်ဟုတ်လားမဟုတ်လားဆိုတာဘလို့လို့သိမှလဲအဖေရဲ့အေးပါကွာဒီလိုနဲ့သူတို့မိသားစုလဲမွေသားနဲ့မွေဦးကိုအားပါတရားစားနေကြတော့တာပေါ့စားလို့တော့မပြီးသေးဘူးသူတို့လူများကဝမ်းတွေရှောပါတော့တယ်ဆရာကျမတို့လူများဘာဖြစ်တာလဲဟတ်ဟဟတ်ဟတ်အိုးအိုးအိုးအသားလည်းပူနေပါလား ဒီလိုဆိုရင်တော့တာမန်မဟုတ်တော့ဘူးပစက်နာမျက်လုံးမုံဘိုက်အောင်ဝမ်ရှောနှလုံးခုန်လည်းမမှန်ဘူးဆိုတော့ယောဂဖြစ်နေတယ်ဆိုတဲ့သဘောပဲအဲ့ဓာရီကတော့တိတယ်လေးဆရာရဲ့ဘာဖြစ်တာလဲဆိုတော့သိချင်တာဘာယောဂလဲဆိုတော့ကျွန်တော်လည်းမပြောတတ်ဘူးဗျကျွန်တော်သူရေသနာလောက်ကြည့်ပါမယ်ခဏလောက်တော့ဒီခံထားကြပါမြင်မြင်လေးတော့ဆရာကြိုးစားပါမယ်အခြေအနေဘယ်လိုလဲဆိုတာသိရတာနဲ့မြင်မြင်လာပြောတော့ဆရာ ဟုတ်ပါပြီ။သုံးနှစ်ပဲဆောင်။အဖေနဲ့အမေအမြန်တက်တာပါစေ။ဘလူယောဂါမစိုးမြန်မြန်တက်တာပါစေ။ကားနှစ်ယောက်ကလည်းအမေနဲ့အဖေကိုစိတ်ပူနေရှာပါတယ်။အချိန်သုံးနှစ်လောက်ကြာတော့ဆရာဝန်လည်းထွက်မလာသေး။မိဘနှစ်ပါးကလည်းအချိန်နည်းပူဆိုးလာတာနဲ့ဆရာဝန်စီကိုတည်လာကြပါတယ်။ဆရာယောဂါဖြစ်သိပြီလား။ဒါရောမိဘတွေဘာဖြစ်သွားတာလဲမသိဘူး။အခုအမေနဲ့အဖေကဘာဖြစ်သွားတာလဲမသိဘူး။ ခုနတော့ကဆရာထွက်လာတာအကောင်းမရှိပါသေးတယ်။ဟင်အသက်လည်းမရှိ။သူ့လည်းမခုံတော့ဘူးဆိုတော့တေးပြီးထနေ။ဘလို့လို့ဖြစ်နိုင်မှာလဲဆရာ။ဟင်ဆရာဆရာတားရဲ့မိဘကိုကယ်ပေးပါ။ကယ်ပေးပါအောင်နော်ဆရာ။ဆရာကျွန်တော်တို့မိဘကိုရှောင်းကယ်တင်ပေးပါ။အဖေနဲ့မေကမတေးသေးတော့ပါဘူး။နောက်တစ်ခါပြန်ဆက်သက်ပေးပါဆရာ။ နင်တို့အဖေရောအမေပါတကယ်သေးပါပြီ။ဗျာသူတို့ကတောဆောင်မွေကိုစားတဲ့အတွက်အသက်ပါဆုံးရှုံးသွားရပါတယ်။ဖေနဲ့အမေအေးချမ်းသာရတဲ့ဘဝမှာပျော်ရွှင်နိုင်ပါစေ။အေးချမ်းသာရတဲ့ဘဝမျိုးရောက်ပါစေ။ နင်တို့မိဘဘာဖြစ်လို့တည်တာလဲအစတော့တို့အသက်ရှူပါသေးတယ်နောက်တော့နှစ်ယောက်လုံးတူတူဆုံးသွားကြတာပါနှစ်ယောက်လုံးတပြိုင်နက်တည်းတည်သွားတာဆိုတော့အကြောင်းတစ်ခုခုတော့ရှိရမယ်နင်တို့ဘာလုပ်မိသေးလဲအစတော့ထမင်းစားနေကြတာစားပြီးတော့ဘိုက်အောင်လို့ဆေးရုံရောက်သွားကြတာဒီလိုကိစ္စမျိုးဟာမင်းတို့ရွာမော်ဆရာစီတွားပြောကြည့်တဲ့နယ်ဟုတ်ကဲ့တွားလိုက်ပါမယ်ကျောင်းဆောင်ကလည်းလေမြားနှစ်ယောက်လုံးတပြိုင်နက်တည်းဆုံးသွားတာကိုသိလိုက်ရတော့

အေးနေအောင်မင်းတို့မိဘဘာလို့သေးတာလဲဆိုတာငါသိပြီသူတို့ကတောဆောင်မွေကိုစားမိလို့တောဆောင်မွေကြီးကပြန်ပြီးလက်စားလာချေတာဒါဆို तू ကကျွန်တော်တို့မြောက်ကိုလည်းလွတ်မထားဘူးဆိုတဲ့သဘောလားဟုတ်တယ်မင်းတို့မြောက်ကိုလည်းလက်စားလိုက်ချေမှာပဲဒါဆိုကျွန်တော်တို့ကဘယ်မှာသွားနေရမှာလဲဘယ်မှာသွားနေစရာမလိုပုံမှန်အတိုင်းသာနေအဲ့ဒီမွေကိုငါဆုံးမပေးမယ် တို့ညီကိုနှောက်ကလည်းမိပါရီဘာလို့သေးတာလဲဆိုတာကိုသိချင်တာနဲ့မော်ဆရာစီကိုသွားမေးကြည့်မှပဲမွေကြောင့်သေးရတာကိုသိသွားတော့ကြောက်ရွံ့ပြီးမော်ဆရာကိုအာကိုတကြီးနဲ့အိမ်ထိခေါ်လာကြတာပေါ့အုံးဒီမှာရှိနေတဲ့မွေဆိုးကြီးဒီအနီးနားမှာရှိနေသေးတယ်ဆိုရင်ချက်ချင်းဒီအိုးထဲကိုဝင်လာပါကောင်းကောင်းမွန်မွန်ထွက်မလာဘူးဆိုရင်မင်းကိုတိုက်ခိုက်ရလိမ့်မယ် ကောင်းကောင်းမွန်မွန်ထွက်မလာဘူးဆိုရင်မင်းကိုတိုက်ခိုက်ရလိမ့်မယ်ဟိုမဆရာထွက်လာပြီမော်ဆရာမော်ဆရာလောက်ပါအောင်အော်မွေဆိုးကြီးနင်ခုတော့ထွက်လာပြီပေါ့လေမြင်မြန်လောက်ပါဆရာရဲ့ကျွန်တော်လိုက်ပြလွှင့်တော့မယ်စိတ်ကိုအေးအေးထားငါဒီမှာရှိနေပြီလေမင်းတို့ဘာမှမလုပ်စေရအောင်အမလေးအမလေးပြဆရာပြောတော့ကျွန်တော်တို့ကာကွယ်ပေးမယ်ဆိုဟာမင်းကလေအဆဆိုတော့ငါလည်းလန့်တာပေါ့ဟာအုံး ချက်ချင်းအိုးရက်ဝင်ဆန်းမော်ဆရာလည်းကာတာရီရှုပ်ပြီးမွေဆိုးကိုအိုးထဲဝင်ခိုင်းကပိတ်လောင်ထားလိုက်ပါတယ်။ gain ဘာမှကြောက်မနေနဲ့တော့ဆရာအရန်တော်တာပဲတကယ်ပါဆရာတကယ်ကျေးဇူးတင်ပါတယ်ဆရာရဲ့ရပါတယ်ဘာမှမဖြစ်ပါဘူးကိစ္စရှင်သာဖုန်းဆက်ခေါ်လိုက်ကူညီပေးမယ်ဆရာတီးမပါညံပူစောခကိစ္စအားလုံးပြီးမြောက်သွားတော့ မော်ဆရာလည်းမွေကိုဖမ်းချုပ်ထားတဲ့အိုးရှုပြီးစိုက်ကယ်မောင်းပြန်သွားပါတယ်။ไซเกสราดีโลมองยามาใส่ชื่ออย่างกว่าอาไซเกมองบีเปลี่ยนนี่ตรงมาเบไซเกหมอกเลกาอูเลกวยทวาเกบาย အိုးကွဲသွားပြီဘယ်လိုလုပ်ရမလဲဒီနေ့ရတဲ့တင်ကတော့မော်ဆရာတယောက်သူ့အလောက်ကနေအင်ကိုပြန်လာတဲ့လမ်းမှာအကောင်လေးတကောင်ကိုခလုတ်တိုင်းမိလို့စံကဲမှောက်သွားရကနေအိုးတလုံးကွဲသွားပါတယ်တော်သေးတာပေါ့သူ့ကောင်မကွဲတာလက်ပြာလေးတကောင်ကိုတိုက်မိလို့လဲတာတဲ့ဘာလက်ပြာပါလဲဟင်ဒါဟိုမော်ဆရာမလားဟုတ်တယ်အကိုသွားပြီဟိုအိုးကွဲသွားပြီသွားပါပြီ ဘယ်လိုလုပ်ကြမလဲဒီလိုသားဆိုအဲ့ဒီမွေရငါတို့စီကိုရောက်လာတော့မှဘယ်လိုလုပ်ကြမလဲထပ်ပြေးအောင်လေသူတို့ညီကိုအဲ့ဒီအိုးကွဲပြီဆိုတာသိရနဲ့ဘေးနားမှာရှိတဲ့ဘုံကြီး